နေကြည်ဦးမွေးလာမယ်ကလေးအတွက်တာဝန်ယူထိန်ထိန်ဆောက်ရှောက်ပေးခြင်းနဲ့ beauty ပိုင်ထက်တီပရိသတ်များလုံးမင်္ဂလာပါရှင် celebrity mm ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်နေကြည်ဦးနဲ့ဘာမှမသက်ဆိုင်တယ်လို့အမျိုးလဲမတော်ပေမယ့်နေကြည်ဦးမွေးလာတဲ့ကလေးအတွက်အဆက်ဆက်အရာတာဝန်ယူပေးသွားမယ်လို့ပြောလာခဲ့တာကတော့ beauty ပိုင်ထက်တီပဲဖြစ်ပါတယ် ဘယူတီပိုင်ကြတိလို့ပြောလိုက်ရင်ဘယူတီပိုင်နေကြီးရဲ့ကလုံးတယောက်အဖြစ်တော်တော်များများကသိကြပါတယ်။တချို့ပရိသတ်တွေကတော့သူ့ကိုနေကြီးဦးရဲ့အိမ်ပေါ်အောက်ဆဲဆိုပြီးတော့အထင်မြင်သေးတတ်ကြပါသေးတယ်။အမှန်တကယ်လည်းအရင်ကတော့နေကြီးဦးရဲ့အိမ်မှာအိမ်ပေါ်တယောက်ဖြစ်နေအလုံးလုံးခဲ့ပြီးတော့အခက်အခဲဒုက္ခမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့နေကြီးဦးကိုအရင်အားကြပြီးအတူယူကအောင်မြင်လာတဲ့ဘယူတီဘလော့ဂါတယောက်ဖြစ်အောင်စူးစမ်းခဲ့ပါတယ်။ အခုတော့စူးစမ်းမှုတွေကအရာထင်ပြီးတော့တနိုင်ငံလုံးမှာအအောင်မြင်ဆုံးနဲ့ပရိသတ်တည်ဆုံး beauty blogger တယောက်ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ဒါရီအကုန်လုံးကနေကြည်ဦးရဲ့ကျေးဇူးတရားတွေလိုခံယူထားခဲ့တဲ့ထက်ဒီကတော့နေကြည်ဦးမွေးလာမယ့်ကလေးကိုသူကိုယ်တိုင်တာဝန်ယူပြီးတော့ထိန်းသိမ်းစောင့်ရှောက်ပေးသွားမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။နေကြည်ဦးကတော့ပြည်ခဲ့တဲ့နှစ်လလောက်ကမှမင်္ဂလာဆောင်သွားခဲ့ပြီးတော့အခုချိန်မှာပထမဆုံးရင်သွေးငယ်လေးကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ရင်သွေးလေးကိုကိုဝင်လဲထားရပြီဖြစ်ကြောင်းပရိသတ်တွေကိုပုံလေးတစ်ပုံနဲ့အတိပေးခဲ့တာပါ။ သူမကိုယ်တိုင်အင်တာဗျူးတွေဖြေဆိုတာမျိုးမလုပ်ခဲ့ပေမယ့် နေဂျီဥကိုဝင်ရတဲ့အကြောင်းတွေကိုဝမ်းသာအားရနဲ့အင်တာဗျူးဖြေဆိုလာခဲ့တာကတော့ထက်ဒီပဲဖြစ်ပါတယ်။ထက်ဒီကနေဂျီဥရဲ့ပြောရေးဆိုခွင့်ရပုံကိုတယောက်လို့သူ့ကိုယ်သူတတ်မှတ်ထားခဲ့ရပါ။ဒါကြောင့်မင်္ဂလာပွဲကြီးကျင်းပနေတဲ့ချိန်တုန်းကနေဂျီဥကမအားလို့သူ့ပဲကိုစားဖြေဆိုပေးမယ်ဆိုပြီးတော့အင်တာဗျူးတွေမှာမင်္ဂလာပွဲအကြောင်းကိုအကုန်ဖော်ထုတ်ပြောပြနေခဲ့ပါတယ်။အခုလည်းနေဂျီဥနဲ့သူမရဲ့ခင်ပွန်းတဲ့ကိုကျော်စွာဟင်းတို့ကပရိသတ်ရှိကိုထွက်မလာပေမဲ့ဘယူတီပိုင်ထက်ဒီကတော့အင်တာဗျူးဖြေရင်းနဲ့ကိုဝင်အကြောင်းကိုဝမ်းသာအားရပြောလာပါ ါတယ်။နေဂျီယူကတည်တည်ကြကြအစီအစဉ်တက်သူဖြစ်တာကြောင့်မကြခင်မှာကိုဝင်ယူမယ်ဆိုတာကတော့သူမကကြိုတင်ခံမမိရလို့ဆိုပါတယ်။ထင်းတဲ့အချိန်မှာကိုဝင်ရလာပြီးတော့မေမေချီချီဖြစ်သွားတဲ့အတွက်လည်းအယံကိုဝမ်းသာနေကြရပါနေကြီးဦးကိုအရန်ချစ်တာကြောင့်မျိုးဆက်ဖြစ်လာမဲ့ကလေးလေးကိုလည်းဘာလေးပဲဖြစ်ဖြစ်ချစ်ခင်ပြီးတော့ဂယူးဆိုင်ပေးထားဖို့အတွက်ဆုံးဖြတ်ထားခဲ့ပါတယ်။ ကလေးကနေဂျီဦးနဲ့တူရင်အရန်ကိုထူးချွန်ထမ်းမြတ်သူဖြစ်လာမှာဖြစ်တဲ့အတွက်ခင်မောဖြစ်သူနဲ့မတူစေခြင်းမယ်နေဂျီဦးနဲ့တူတဲ့သမီးလေးကိုပဲမွေးစေခြင်းတယ်လို့အခုလိုပြောပြခဲ့ရပါနေဂျီဦးတို့ကကလေးကိုမွေးတဲ့အချိန်မှာနိုင်ငံသားကိုအပြေးပြောင်းရွှေ့နေထိုင်သွားတော့မယ်ဆိုတဲ့သတင်းတွေလည်းပေါ်ထွက်လို့နေခဲ့တာပါသူမတို့ပိုင်ဆိုင်တဲ့ဆိုင်းလဲတဲ့အပန်းဖြေစကန်းကြီးကိုတောင်ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းနိုင်ငံသားမှအပြေးနေထိုင်မယ်ဆိုပြီးတော့လည်းအတော်လေးတေချာနေခဲ့ပါတယ် နေကြည်ဦးပဲတော်တော်အနောက်ကနေတကောက်ကောက်လိုက်ပြီးတော့မွေးလာတဲ့ကလေးကိုတေချာထိမ့်သိမ့်ပေးမယ်လို့ထက်ဒီကပြတ်သားစွာနဲ့ဆုံးဖြတ်ထားပါတယ်။သူကိုယ်တိုင်တောင်မှနေကြည်ဦးရဲ့ထူးချွန်ထမ်းမြတ်မှုတွေကိုအားကြတာကြောင့်အတူယူပြီးတော့အောင်မြင်လာပြီဖြစ်တဲ့အတွက်မွေးလာမယ့်ကလေးလေးကိုလည်းနေကြည်ဦးနဲ့တူတဲ့သမီးလေးဖြစ်စေချင်ခဲ့ပါတယ်။ဒီလိုချစ်စရာကောင်းတဲ့သမီးလေးသာမွေးမယ်ဆိုရင်သူကတပွားလုံးတာဝန်ယူပြီးတော့ထိမ့်သိမ့်ဆောက်ရှောက်ပေးသွားမယ်လို့ထက်ဒီကပြောလာတဲ့ပုံမှာပရိသတ်ကြီးတွေကဘယ်လိုမျိုးထင်မြင်မိပါလဲရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။